ဆရာကြီး SS ခင်မောင်အေးရဲ့လူဖြစ်ကြိုးနှက်ဖို့သောတာပန်တို့ဤစာအုပ်ကိုဖတ်ရှုပူဇော်ခွင့်ပြုပါရန်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်အပိုင်း၄ကောရမဗုဒ္ဓမြတ်စွာဘုရားရှင်ပွင့်တော်မူစဉ်မှာတာဝရိန္ဒာနတ်ပြည်ရှိသူ့မြမာနတ်သားသည်တပူထူးခြား၏ ထိုနတ်သားသည်နတ်သမီးတထောင်တွင်ပျော်ပါနေ။နတ်သမီး900သည်ပန်းပင်ပေါ်တက်ပြီးပန်းပွင့်တွင်ချွေးချကဂျန်900ကပန်းပင်အောက်မှပန်းတွင်တည်ကုန်ပြီးထိုသူ့ပြမနတ်သားကိုပန်းပန်ပေးနေကြ၏။ထိုစဉ်မှာပင်ပန်းပင်ပေါ်မှနတ်သမီး900ရုတ်တရက်သေဆုံးသွားကြ၏။နတ်သားကအသက်မကြွေမော့ကြည့်လိုက်ရာ900လုံးသေသွားကြကြောင်းသိသွားလေသည်။နတ်မျက်စိဖြင့်ကြည့်လိုက်ရာ ငရဲကြီးရှစ်ထပ်အနက်အောက်ဆုံးဝီစီငရဲမှာကြနေကြောင်းတွေ့မြင်လာရသည့်ထို့ကတတိတံဝေကရပြီးသူနှင့်ကြံနတ်သမီး900ရာတို့နတ်သက်ကိုကြည်လိုက်ရာခொနည်းရဲ့သားကြံတော့ကြောင်းသိရှိရတော့သည်ဆက်ပြီးကြည်လိုက်ရာနောက်ခொနည်းရဲ့ပြီးလင်အဝီစီငရဲကိုဝင်ကြတော်မူဖြစ်ကြောင်းမြင်လိုက်ရာဇောချွေတွေပြန်လာသည်သူတို့သည်ဝိပဿနာဘာဝနာဉာဏ်နှိပ်ပါခဲ့ကြောင်းဆက်မြင်၏ ထိုကဒီခုနှစ်ရက်အတွင်းကတင်နာမည်ပုဂ္ဂိုလ်ကိုဆက်၍ကြည်ရာဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင်ပွင့်တော်မူခြင်းဖြစ်ပေနေသည်ထို့ကြောင့်ဘုရားရှင်ထံသို့နတ်သမီး900ကိုအပါခေါ်ပြီးသူ၏ဒုက္ခကိုကယ်တင်ပေးပါရန်လျှောက်ထားလေတော်သည်မြတ်စွာဘုရားရှင်သည်ထိုနတ်သားနတ်သမီး900နှင့်တင့်လျော်သောတရားတော်ကိုဟောတော်မူ၏ဝိပဿနာဉာဏ်လင်းဖြစ်စေသည့်ပုဇင်ခုနပါချိုးချံချွေတာသည့်တပအချင်းမျက်စိနာနာရှာကိုစိတ်အင်းဒီ၆ပါးကိုထိမ့်သိမ်းဆောင်ရှာရသည့်အိန္ဒြိယတံဝရတိလ အလုံးစုံသောဝိတုခာမှလွတ်မြောက်ကြောင်းနိဗ္ဗာန်တို့မှတပါချမ်းသာပွေရာတခြားမရှိကြောင်းဟောတော်မူ၏ထိုနတ်သားနှင့်နတ်သမီး900တို့သည်ဝိပဿနာဉာဏ်လင်းရကသောတာပတ္တိမတ်ဖို့သို့ဆ ਾਇ ရောက်တော်သည်နတ်တို့သည်ဉာဏ်ထက်မြက်ကြ၏ယခင်ကဝိပဿနာဉာဏ်မရင်တန်ခဲ့တော်လဲတထိုင်နေဖြင့် ရရကြသည်ထိုသူတို့အပင်ငရဲမှလွတ်ကအရိယာဖြစ်သွားခြင်းမှာရှေ့က900ယီဒုက္ခကိုတန်ဝေကယူပြီးအချိန်မီပြင်နိုင်သောကြောင့်၎င်းမြတ်စွာဘုရားရှင်ပွင့်တော်မူစဉ်ကာလဖြစ်နေ၍၎င်းဂရိအစိုးမဂရိအကောင်ဘက်သို့လှည့်သွားရသည်ထိုကြောင့်ကျွတ်တန်းဝင်ကြခြင်းဖြစ်သည်နောက်ဥပမာတစ်ခုရှိသေးသည်နတ်နှစ်ဦးသည်နတ်ဘဝမှာတူးနှင့်တူကဲ့တင်ကြစတဲ့ဟူ၍ကတိကဝတ်ပြုခဲ့ကြသည်ထိုနတ်နှစ်ဦးစုတေသို့မှုတ်သေးသွားကြသည့်အခါတူးကကြီးကန်းဖြစ်ပြီး ခြံတူးကလောက်ကောင်ဖြစ်သွားသည်ထိုကကြီးကန်းကမစင်ပုံကြီးတဲရှိပိုးလောက်ကလေးကိုဤသို့ပြော၏အလုံးရွှာပွဲကောင်းသည့်ပိုးလောက်ကောင်ဘွားကိုခဲ့တည်ရန်ကျွန်ုပ်ထိုးတုပ်ပြီးစားလိုက်ပြီးသို့မှသာယခုမစင်ပုံတဲကပိုးလောက်ဘွားတဲ့မြင့်မြတ်သောတခြားဘွားကိုရောက်ရှိနိုင်ပြီဖြစ်ကြောင်းဖြန့်ဖြားလိုက် ထိုကပိုးလောက်ကောင်က ကျွန်ုပ်သည်အတင်းငှက်ကဲ့သို့အစာရှာရန်မလိုစားမကုန်အောင်ပွားများလာ၏နေထိုင်ရန်လည်းမပူရအပေါင်းဖော်ချွေရန်ကလည်းများလာသည်မစင်ပုံထဲမှာကျွန်ုပ်ဘဝကိုကျွန်ုပ်အလွန်ပျော်၏ကဲ့တင်ရန်မလိုဟုသတည်းပုထုဇဉ်နတ်တို့သည် ရောက်ချင်ရာရောက်ပေါက်ချင်ရာပေါက်သွားကြရ၏စိတ်ပြတ်ဖွယ်အလွန်ကောင်း၏ကြောက်စရာလည်းကောင်း၏ထို့ကြောင့်ပုထုဇဉ်မှန်သည်များချိုးတင်မသိနိုင်သော အရာ၅မျိုးရှိသည်ဟုဝိသုဒ္ဓိမတ်အထာကထာမှာပြဆိုထားသည်တိစီဝိဒ္ဓ ဘယ်အသက်အရွယ်မှာတရားမီကိုချုပ်တင်မသိနိုင်ပါနှစ်ဖြာတိဘယ်အနာရောဂါဖြင့်တရားမီကိုချုပ်တင်မသိနိုင်ပါသုံးကာလနနဲ့နေ့လည်းညဘယ်ကာလမှာတရားမီကိုချုပ်တင်မသိနိုင်ပါလေးဒီဟာနေခေပနံဘယ်နေရာဘယ်ဒေတာမှာတင်မီဘယ်တောက်တန်မှာတကြွရမီကိုလည်းချုပ်တင်မသိနိုင်ပါငါကတိ ဘယ်ပုံကိုရောက်မီကိုလည်းကြိုတင်မသိနိုင်မှာထို့ကြောင့်ပုထုဇဉ်လူသားတို့သည်ပညာရေးလည်းစူးစမ်းရမည်စီးပွားရေးလည်းစူးစမ်းရမည်မိဘဆရာသမားတို့အားလည်းကျေးဇူးဆက်ဖို့လည်းစူးစမ်းရမည်အိမ်နောက်ရှိရင်တာမယားတာဝန်ကိုလည်းချိန်ပွန်းအောင်စူးစမ်းရမည်အလူဌာနလည်းပြုသီလလည်းစောင့်တည်ရမည်ဤများဖြင့်ပင် ရတတ်မနေပဲရိုးရိုးပုထုစဉ်ဘဝမှာအနိုင်ဆုံးဇူလာသောတာပန်အထိဖြစ်အောင်တမထပါဝနာလဲကျင့်ကြံရပါမည်။ငရဲ့စဉ်ကပညာရှာအရွယ်လတ်မှာစီးပွားရှာအသက်ကြီးမှတရားရှာဆိုသည်မှာမှားရွင့်နေ၏။ပညာရှာရင်လည်းတရားကျင့်ရမည်စီးပွားရှာရင်လည်းတရားကျင့်ရမည်အနာယူလင်ပင်စင်ယူလင်လည်းတရားဆက်လက်ကျင့်ကြံရပါမည်။ဂေါရမမြတ်စွာဘုရားရှင်လက်ထက်ကဂရေ80ကျွဲဝါသော မာဒနတတိသာဇနီးပောင်းနဲ့ရှိခဲ့သည်သူတို့သည်ပါရမီရှိပါလျက်အပေါင်းဖော်မာရင်ရွယ်အယက်သေးစာတောက်စားပြီးအပျော်ကျူးရာမှတောင်းဆာရသောဘဝသို့ရောက်ခဲ့ရသည်မက်ဖို့နှင့်လည်းလွဲခဲ့ရ၏မြတ်စွာဘုရားရှင်စွန့်ငံထွက်ချိန်မှာ ထိုတတိသာဇနီးမောင်နှံကိုကြည့်ပြီးပြုံးတော်မူသဖြင့်အရှင်အာနန္ဒာမထေရကမေးလျှောက်ရာဤသို့မိန့်တော်မူသည်ဤတတိသာသည်ပထမအရွယ်မှတရားအားထုတ်လင်းရဟန္တာဖြစ်နိုင်ဒုတိယအရွယ်မှအားထုတ်လင်းအနာဂံဖြစ်နိုင်တတိယအရွယ်မှအားထုတ်လင်းတရာဂံဖြစ်နိုင်ယခုလူယုံမာတို့နှင့် ပေါင်းမိခဲ့၍ပါရမီရှိပါလျက်နှင့်မက်ဖို့နှင့်လွဲခဲ့ရပြီဟုမိန့်တော်မူသည်တချို့ဗုဒ္ဓဘာသာဝင်တို့သိတာသွားကြသည်တရားအားထုတ်ခဲ့ကြရရှာပြီးအကယ်၍ ပါရမီပြည့်နေသူဖြစ်ပါကဆုံးရှုံးမှုကြီးကြီးမားလေစွာပါရမီရှိပါလျက်တရားအထောက်ရမှမသိဘဲတည်တော်ကြသူအမြောက်များသည့်လူဖြစ်ရှုံးကြလေသည်ပြုလုပ်ခဲ့သည့်များကုသိုလ်ကောင်းမှုတို့သည်ဗောဓိဉာဏ်မဉဏ်ဖွဉဏ်ရရှိရေးအတွက်ဖြစ်ပါစေနိဗ္ဗာန်ရရှိရေးအတွက်သာဖြစ်ပါစေဟုအာယုံမှန်းပြီးစိတ်ထားထဲမှာပါရမီကုသိုလ်ဖြစ်ပါသည်ဗောဓိဉာဏ်နှင့်နိဗ္ဗာန်ကိုပမျောမှန်းမရည်စုပါကတမ္မန်ကုသိုလ်သာဖြစ်ပါသည်တမ္မန်ကုသိုလ်သည်နတ်ပြည်ရောက်နိုင်သလိုအပင်ကြီးရဲ့လဲကြာအောင်မြည်သေးချာ၏ ပါရမီကုသိုလ်ဖြစ်ရင်လေးလေးနက်နက်ကြင်ကြံနိုင်မှသာပုထုဇဉ်ဘဝမှာလွတ်မြောက်လွန်မြောက်နိုင်ပါမည်။ဗောဓိဉာဏ်မဉ္ဇဉ်ဘုံဉာဏ်နိဗ္ဗာန်ဆိုသည်နှင့်ဘုရားယံအာတန်ကာနှင့်သာဆိုင်သည်ဟုထင်မှန်မှနေကြသည်။ပညာရေးစီးပွားရေးကြီးပွားရေးနောက်ဆုံးအိမ်တော်ရေးနိုင်ငံကောင်းစားရေးအရေးတွေနှင့်သာရှုပ်နေရသောပုထုဇဉ်လူသားတွေနှင့်လည်းဆိုင်ပါသည်။ ယန်တန်ဃာတော်များသည်ဗုဒ္ဓသာသနာ၏တလိုင်းတည်းသွားဖြစ်သည့်အတွက်ယန္တာတိမြောက်မှန်ပြီးစူးစမ်းအားထုတ်သူများဖြစ်နိုင်ပါသည်ပုထုဇဉ်လူသားများကဖြင့်ဇူလာတော်တာပန်မာတော်တာပန်ထိမြောက်မှန်စူးစမ်းပါလင်လည်းအနိုင်ဆုံးဗောဓိဉာဏ်မဉ္ဉဏ်ဖွဉ္ဉဏ်ရနိုင်ပါမည်ယန္တာဖြစ်မှအနိဗ္ဗာန်ရမည်မဟုတ်ပါတော်တာပန်ဖြစ်လင်လည်းတော်တာပန်နိဗ္ဗာန်အစဉ်ကိုမျက်မှောက်ပြုနိုင်ပါသည်ယန္တာသည်ပြိနိဗ္ဗာန်ပြုသည်နှင့်နိဗ္ဗာန်ရောက်မှတေချာ၏တော်တာပန်သည်လည်းနိဗ္ဗာန်ရောက်မှတေချာသည်သို့သောတဘွားချားနှင့် ခုနဘဝမြောက်သားကွာချပါသည်ပုထုဇဉ်လူသားတို့သည်နိဗ္ဗာန်စုကိုဝိจิตန်းကြီးတောင်းနေကြသည်မြို့ဗလာဗုဒ္ဓဘာသာယဆရာတော်များကရှေ့မှချပေး၍သာနိဗ္ဗာန်ကိုလင့်မြန်စွာရောက်ရပါလိုဤဟုဆိုကြရသည်ယင်းနှင်းလုံးသားထဲမှာတကယ်လူချင်း၍မဟုတ်ကြတာများသည်အနှိမ့်ဆုံးသောတာပန်သည်လည်းနိဗ္ဗာန်ကိုမျက်မှောက်ပြုရမှန်တိကြပါလင်တွေ့နေကြမည်မဟုတ်ပါထက်မှန်ပြောရလင်ပုထုဇဉ်လူသားတိုင်းပြေစာနန္ဒီယကံမထိုက်ခဲ့လင်သုလသောတာပန်ဖြစ်ရန်ပါရမီပြည့်ပြီးသားဖြစ်ကြနားလည်ယုံကြည်ရပါမည် ူဖြစ်လာတာကတော့တာပန်ဖြစ်ရန်ဆောင်မေပွဲဖြေဖို့ရောက်လာခြင်းဖြစ်ကြောင်းသိနာလည်ရပါမည်။ထို့ကြောင့်ပုထုဇဉ်ဘွားမှလွမြောက်လိုသူများအပင်ငယ်မှပြီးတိုင်းလွမြောက်လိုသူများအနေဆုံးစုလာတော့တာပန်ဖြစ်အောင်တရားကျင့်ရပါမည်။မြန်မာပြည်ရှိဗုဒ္ဓဘာသာဝင်များအဲဗုဒ္ဓဘာသာဝင်မဟုတ်သူများပါအခွင့်ထုထာထုချိန်ရောက်နေ၏မြို့နေတော့နေလေအောင်မင်းဆောင်မကျန်တရားစခန်းတွင်ပြန့်နှံ့နေသည်မိမိနှင့်တင့်လျော်မည်ထင်ရသောတရားစခန်းများမှာ 9ရက်9ရက်10ရက်စသဖြင့်တရားတစ်ကြိမ်ဝင်ထမ်းရမည်တစ်ကြိမ်ဝင်ရင်အနည်းငယ်ဖြင့်တရားထူးရမှာတော့ဖြစ်ပါမည်သိပြီမသေးကြသေးလင်နှစ်ကြိမ်သုံးကြိမ်တရားစခန်းဝင်ရပါမည်အထူးအားထုတ်ကြိုးကုပ်ပါလျက်တရားသူကိုနဲ့ငယ်မြပင်ကိုရိညာမြင့်မထီရောက်ပါလင်ထိုယောဂီနှင့်တရားနီအမဝင်အန်ချော်နေပြီဟုသဘောပေါက်တင်ပါသည်တစ်ချိန်နှစ်ချိန်သုံးချိန်ခန့် 調査ပန်းစားအထုတ်ပါလျက်ဇာသားတွေသာရနေပြီးမိမိကိုယ်တိုင်ဉာဏ်ထဲမှာတက်ရောက်မနေဘူးဆိုရင်လွဲ့နေပြီးဟူတာယူဆရပြီတော့မြင့်မြတ်စွာဘုရားရှင်တတ်တော်ထင်ရှားရှိစဉ်ကယောဂီဇာလက္ခဏာကိုကြည့်ကကမ္မထန်ဤကို ပြောင်းလဲပေးခဲ့ရည်ယခုမြတ်စွာဘုရားရှင်တရားတော်သားတော်တန်ဃာတော်များခင်မှာမိမိကိုယ်တိုင်တရားစခန်းပြောင်းရပြီတော့မြင့်သမထယာနိကာနိဝိပဒနာယာနိကာနိ ယူဂန်နန္ဒာနီစသဖြင့်မိမိနှင့်တင့်လျောမြင့်နောက်ထပ်တရားစခန်းတနည်းရာကိုပြောင်းရွှေ့အထောက်ကြည့်ရပါမည်။တစ်ချိန်ဖြစ်မရသေးလင်ထောင်း၃ချိန်မြောက်လောက်ကျင့်လင်နာမရူပပြိစေတာညံနှင့်ပြည့်စည်ရဝေကညံတို့ကိုရောက်တင်ပါသည်။ဤသို့ရောက်ပြီးဆိုလင်ယောဂီနှင့်တရားနီအံဝင်ပြီးဟူ၍ယုံကြည်အပ်ပေသည်။ဆက်လက်၍စူးစမ်းယုံသာရှိသည်။သုလသောတာပန်မှတိမာသောတာပန်တိရအောင်အထုအထုအထောက်ရပေတော်မည်။ တော်ရာပတိမတ်ဆိုင်ပြီးတော့ပုဂ္ဂိုလ်ချမ်းကိုလေဒီဇာတော်ဖျားကြီးကမ္ပဏ်ကျန်ကြီးမှာကောက်နှုတ်တင်ပြပါမည်တော်ရာဘန်စုပန်ပုဂ္ဂိုလ်သည်တော်ရာပတိမတ်သို့ဆက်ရောက်တော်အခါအတိတ်ကံစုကဉ္ဇဏ်အနန္ဒတို့သည်အကုန်ချုပ်ငိမ့်နေတော်သည်တန်တရာဆက်ဆက်မှပါလာခဲ့သည့်အတင်ချေရအနန္ဒကံစုကဉ္ဇဏ်အကုသူကံဟောင်းတို့သည်အကုန်ဇက်သိမ့်နေတော်၏အပေတန်တရာကြီးသည်လည်းထိုပုဂ္ဂိုလ်၏တန်တံမှာ အလုံးအကုန်အစဉ်ဇက်သိန်းကုန်လေသည်ပုထုဇဉ်လူမင်းနာမည်မြမမင်းတွေပင်ဖြစ်နေတဲ့ကစားအပူကောင်တက်တက်သားဖြစ်သည့်အတွက်သောတာပန်ပုဂ္ဂိုလ်ကဲ့သို့မငိမ့်ချမ်းမအေးချမ်းနိုင်သည်ပြီပုထုဇဉ်ဖြစ်သောလူမင်းနာမည်မြမမင်းတို့၏ချမ်းသာသည့်အတက်အကျရှိအတက်ပြီးလင်းအကြဘဲသို့ရောက်ရ၏ကြပြီးလင်းလက်ကဲဥပမာအရပြန်တက်ဖို့လွန်ခရင်လာသည်သောတာပန်ချမ်းသာသည့်အတက်သားရှိအကြလုံးဝမရှိပေတက်ပြီးရင်တက်ချမ်းသာပြီးရင်ချမ်းသာရ၏စင်ရဒုက္ခတို့သည်ဝေးသက်ထွေးသွားရ၏ ချမ်းသာမှမူအသေးအလက်မှအကြီးတို့ကိုသာကြောဖြတ်ရရင်နောက်ဆုံးမှာစင်းရဲတို့ခြုံငင်ရာတန်တီးဒုက္ခနိဗ္ဗာန်ချမ်းသာသူသာဆရာရလေတော်သည်လူပြည်နတ်ပြည်တို့မှာဂေါရမမြတ်စွာဘုရားရှင်ဗုဒ္ဓသာသနာတော်ကွယ်ပြောက်သွားနိုင်သည်သည်တို့လင်ကစားတောတာပန်ဖြစ်ပြီးသူလူနတ်ပြမတို့မှာကဘောဟဆက်ဆက်ကဘာဆက်ဆက်ခုနဝတိခြင်းလည်းနေသည်မြအနာတကမ ကြီးကျယ်လာသောနိဗ္ဗာန်ချမ်းသာကြီးကိုအစဉ်ခံစားနေကြရ၏ပြိနိဗ္ဗာန်ဆံဝင်ရဘဝတိုင်းအောင် သာသနာပဘဝသာသနာပကဘာဟု၍တောရမပုဂ္ဂိုလ်မှာမရှိကြကုန်တော့ပေမိမိတို့ရပြီးရပြီးနိဗ္ဗာန်ကြီးအတွင်မှာဘဝများစွာကဘာဆက်ဆက်မထွက်ကြရတော့ပေတုံနိဗ္ဗာန်ကြီးရဲ့တွင်၌တည်၍အလိုရှိရာလူချမ်းသာနတ်ချမ်းသာပြမချမ်းသာတို့ကိုခံစားဆံစားကြကုန်ပြီးမှအာရကြသောအခါမှာခန္ဓာကိုယ်ဆွန့်ပစ်ကြကုန်လေသည်အဘိ သမယတန်ရုပ်ပါဠိတော်ကြီးအရာဖြစ်ပါသည်သောရမန်ပုဂ္ဂိုလ်တို့သည်ဒိဋ္ဌိဝိစီကိစ္စတို့ခြုံငင်းပြီးဒုစရိုက်ကံတို့လည်းခြုံငင်းလေသောကြောင့်အဘေတန်တရားကြီးနဲ့ခြုံငင်းကတဥပါတိတေတဟုသော နိဗ္ဗာန်သို့ဥတည်နေကြသည်ထို့ကြောင့်ပင် အပယ်လေးပါးသည်ဟုသောဒုက္ခိတံတရားမရှိကြလေသည့်အတွက်ကြောင့်ဘုံတကုချက်တည်းနှင့်ပြည့်စုံသောလူဘဝနတ်ဘဝပြမဘဝဟုသောဥပါဒိတရားရှိနေသည့်တဥပါဒိဒေတာဟုသောဘဝခန္ဓာတံတရားအတွင်ကြံဖြင့်ခံစားနေကြလေ၏ထိုတဥပါဒိဒေတာနိဗ္ဗာန်မှသည့် အနုပါတိဒေတာနိဗ္ဗာန်တို့ဆံမြင့်ကြရမည်ဖြစ်သောကြောင့်အသင်္ကထမှာနိဗ္ဗာန်ကြီးနှင့်အတူတူပင်ဖြစ်လေတော့သည်လူသားအလုံးမမေ့မလျော်သောတတိတရားဖြင့်ကိစ္စကတ်တင်ပြီးပြည့်စုံအောင်တရားအထုတ်နိုင်ကြကဒီဘဝမှာပင်သုလသောတာပန်မသည်မဟာသောတာပန်ဤဖြစ်အောင်ကြင်ကြံနိုင်ကြပါစေတည်းဆရာကြီး SS ခင်မောင်အေးရဲ့လူဖြစ်ကြိုးနှပ်ဖို့သောတာပန်တို့ဆိုတဲ့စာအုပ်ကတော့ဒီမှာပဲအဆုံးသတ်သွားပြီဖြစ်ပါတယ် အဲ့တော့လူပြည့်ချိုးနှပ်ဖို့သောတာပန်တို့ရအောင်ကြင်ကြံချိုးကုတ်အားထုတ်ပွားများနိုင်ကြပါစေ။တပ်ပါအိစာမင်္ဂလာကိုရွှေကတာတိုင်းရပါစေ။ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့တာပါ။